ဒီဒီရှာကြီးစမ်းကြည့်တဲ့အချိန်မှာ6000 milliamp power ပါပါရွဲကောင်းနေနီးပါးလောက်ကိုဘက်ထရီခန့်တယ်အနောက်ကတော့ပြောမနေနဲ့မြင်ရတယ်လက်ရတယ်ကျွန်တော်တစ်ချက်လောက်ပြန်ပြီးစဉ်းစားကြည့်အောင်လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဖုန်းတစ်လုံးမှာ software update 6နှစ်လောက်ပါမယ်လို့ပြောမယ်ဆိုရင်ဘယ်သူမှယုံရမှာမဟုတ်ဗျာဒါပေမဲ့အခု Samsung Galaxy A56 က software support 6နှစ်ရတဲ့ဖုန်းဒီစီးထဲမှာစွာမဲ့ကောင်မျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့တပတ်လောက်လဲဆက်မိသွားပြီဆိုတော့ review လေးလုပ်ကြရပါတော့ ဖုန်းတွေ laptop တွေကို brand new ရော second ရောတနည်းအားဖြင့်မှစုံစုံလင်လင်လိုချင်တယ်။ဝန်ဆောင်မှုကောင်းရမယ်။တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရမယ်ဆိုရင်စုံစုံမိုဘိုင်းရှိရယ်။ရန်ကုန်မှာတစ်ဆိုင်၊ဘန်ကောက်မှာတစ်ဆိုင်ရှိရယ်။စုံစုံမိုဘိုင်းတင်တော့ရှိနေမယ်။ကျွန်တော်လည်းသတိထားမိရရှိတယ်။ကျွန်တော်တို့မြန်မာနိုင်ငံက user တော်တော်များများက hardware specs တွေဆိုအမြင့်ဆုံးဖုန်းကိုရွေးပြီးတော့ခိုင်းကြရမြားတယ်။အားကြောင့်မို့လို့ဒီဘက်မှာ Xiaomi ကအရန်နေရာရနေပြီ။သူတို့ကလည်း hardware specs ကိုတကယ်ရှေ့အလှူပေးသလိုပေးထားတာ။ဒါပေမဲ့ ဝက်စတန်မှာယူရိုမှာရောင်းဝအကောင်းဆုံးကရှောင်းမီတယ်မဟုတ်ဘူးတဖြည်းဖြည်းတော့တက်လာရယ်ဗျာဒါပေမဲ့သူတို့ကိုယ်တိုင်ကလည်းဒီ hat westpac ကြီး only ကိုပဲကြည့်နေရမှာမဟုတ်ဘူးသူတို့ ਨੇ အစင်ပြေတဲ့ကြိုက်တဲ့ဖုန်းမျိုးရွေးကြတာအားကြောင့်မို့တချို့ရဲ့ Google Pixel 3နဲ့တချို့ရဲ့ Samsung 3နဲ့ခေါင်းရှုပ်မခံချင်တဲ့သူတွေကြတော့ iPhone 3နဲ့ iPhone ကို luxury product လို့မှတ်ကြတာမဟုတ်ဘူးဒီတိုင်းပဲဝယ်လိုက်ကြတာပြီးတော့တစ်ချက်သတိထားမိမယ်ဆိုရင်အဲ့လိုမျိုးဖုန်းတွေကနေပြီးတော့ထွက်လာတဲ့ Apple Mid Range တို့ Mid Range တို့ကလုံးဝ performance မှာကျွတ်စင်ရွှဲပုံစံမျိုးမရှိဘူးဗျာဒီလား ဒါပေမဲ့သူတို့ still ရောင်းနေရတော့မယ်အဲ့ဒါလည်းကျွန်တော်ခုနကပြောခဲ့တဲ့ကျွန်တော်တို့အမြဲတမ်းသုံးနေတဲ့ daily task တွေကို run နိုင်ရပြီဆိုရဲလူတစုကြောင့်ပဲအဲ့ဒါလည်းကျွန်တော်တို့ဒီဖုန်းကိုကြည့်ရင်းနဲ့ဖြစ်လာတဲ့အတွေ့ပေါ့နော်ဆိုတော့ဒီဖုန်းကြောင့်တကယ်စပြောတာပေါ့အခုမြင်နေရတဲ့ပုံစံမှာဆိုရင် pixel ကတကယ်ကိုထူရဲလို့ပြောလို့ရတယ်ဒါပေမဲ့ symmetric ကြရလို့ပဲပြောရမလားကျွန်တော်တို့ကြည်ရင်းကြည်ရင်အဲ့ pixel ကြီးကိုထူပါတယ်ဆိုတော့လုံးဝမေ့သွားတာဗျာနောက်တစ်ချက်က resolution ကျွန်တော် 4DP ကနေပြီးတော့ 10DP အထိကလုံးဝသိတာရလို့ပြောလို့ရတယ် ဒါပေမဲ့ TNDP ကနေပြီး144 0ဆိုရမျိုးတော့တိတ်မတိတာတော့ဒီကောက်မှလည်းအဲ့လိုခံစားရတာဗျာတိလားသူ့ရဲ့ TNDP ကကျောတွေလုံလောက်တယ်လို့ခံစားနေရတာ maybe ဒီထက်ပိုပြီးတော့6.7မဟုတ်တော့ဘဲနဲ့ဒီထက်ကြီးတဲ့ size ဆိုရင်တော့အဲ့ဒီ TNDP ကကျောတို့နည်းနည်းကြည့်ရတာတခုခုလိုကောင်းလိုမှာပေါ့နော်ဒါပေမဲ့လက်ရှိတုံးကြတာတော့ daily usage driver သူ့ရဲ့ TNDP ကလုံဝလုံလောက်တယ်တခုပဲကျောတို့ manual balance ကတော့တိတ်ပြီးတော့အားမရဘူးပေါ့နော်အဲ့မှာတော့နည်းနည်းလေးမြင်ရလားဘန်းသွားလားရှော့အဲ့လိုပုံစံမျိုးတော့ ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ရုပ်ရှင်ကြည့်ရတဲ့အခါမှာတော့ login နဲ့ level လေးတစ်ခုရောက်ဖို့ကျွန်တော်တို့အသက်ကုန်ကြီးဆွဲတင်နေရလို့ခံစားရတယ် auto ထားလိုက်မယ်ဆိုရင်တော့နေရာအောင်မှအဆင်ပြေတာဟုတ်တယ်ဗျာဒါပေမဲ့ manually တော့သိပ်ပြီးတော့သဘောကျမနေဘူး color ပိုင်းကတော့ Samsung ဖြစ်တဲ့အတွက်ကြောင့်မကျွန်တော်တို့ဘာမှပြောနေကြမလို့တခြား vivid တွေ natural တွေအဲ့ဒါတွေကကိုကြိုက်တဲ့မူဝံထုံးပေါ်လိုက်ပြီးတော့ပြန်ချိန်ကြပေါ့ battery capacity မှာကျွန်တော်တို့ specs only နားထောင်မယ်ဆိုရင် silicon carbon မဟုတ်ဘူး900 mAh ပဲပါလာတယ်ဆိုတော့ဒါကလွန်ခဲ့တဲ့2နှစ်လောက်က phone ကြီးတွေကျွန်တော်ထင်ကောင်းထင်နေပဲဒါပေမဲ့တကယ်တမ်း တတိယချာကြီးစမ်းကြည့်တဲ့အချိန်မှာ6000 mAh ပါဝါပါပါရွှဲကောင်တွေနှီးပါလောက်ကိုဘက်ထရီခန့်တယ်။မယုံရင်တော့နည်းနည်းဝယ်ပြီးတော့စမ်းကြပေါ့။ကျွန်တော်ဘာမှတိတာတော့လဲဆိုတော့ game ဆော့တဲ့အချိန်မှာသတိထားမိတာပေါ့နော်။ဒီကောက်ပေါ်မှာ Mobile Legend တနားရီဆော့တဲ့အချိန်မှာ12%ကုန်တယ်။ PUBG ကတနားရီ16% YouTube တနားရီလောက် RAM ဆို5%။ဆိုတော့6000 mAh ပါဝါပါတဲ့ဖုန်းတွေနဲ့ဘလောက်များ digit กว่าตัวเลยป่ะอะห่าแม่เล่นเนี่ยหลุดท่าเราไม่เข้าป่ะเนาะ Samsung บักกะนี่ efficient ตลอดจี้กูเพี้ยนหลุดท่าล่ะ ဂယူးဆိုင်ထားတယ်ဗျာအဲ့ဒါသဘောကျတယ်အားမရတာတော့ထုံးစံတိုင်းပါပဲ Samsung brand ကိုပြောနေတဲ့ charging speed ကျွန်တော်တပ်ပါဒီ charger လေးနဲ့တွင်တယ်အပြည့်ရဖို့2နာရီလောက်ကြာတယ်ဆိုတော့သူရဲ့ original charger ကတော့ကျွန်တော်လုံးဝဆောင်းအောင်ဆောင်းနိုင်မှရမယ်ပြီးတော့သမားတွေကတော့ဆင်ပေါ်ပါတော့သူတို့အမှားလိုက်ပြီးဆိုရတဲ့တစ်ခါတယ် charger ပါလာပြီးသား တို့ပေမဲ့အိုက်ကောင်ကလည်းအမြင့်ဆုံး45ပါမဟုတ်ပြန်ဘူးဆိုတော့အမြင့်ဆုံး speed ကိုလိုချင်နေဆိုရင်တော့အမြင့်ဆုံးဈေးနဲ့ကြော်ရင်နောက်ထပ်ခြားခြားလေးတစ်ခုတော့ထပ်ပြီးတော့ဝယ်လိုက်ပေါ့နော်ဆိုတော့နောက်တစ်ခုအရေးကြီးတာသူ့ရဲ့ software ပဲ Huawei 7ပါလာတယ် Galaxy S24 series ကြီးမရသေးတဲ့ကောင်မျိုးပေါ့နော်အဲ့ဟောကောင်တွေလည်းတစ်ခုမှမရအောင်ဆိုတော့ဒီကောင်မှဘာဖြစ်လို့ထည့်ပေးရလဲအကယ်၍သာ ဝိုင်းဝိုင်းဆဲပဲမပါဘူးဆိုရင်ဒီဖုန်းကတကယ်ကိုဒီထက်အများကြီးပိုဈေးလျှော်ပြီးရောင်းမယ်ဖုန်းပဲအဲ့ပြောချင်တာက Galaxy A56 မှာ software နဲ့ပတ်သက်လို့ကျွန်တော်တို့လုံးဝနောင်နာမရဘူးလို့ပြောလို့ရတယ်ဗျာအဓိကတော့မနစ်က flash data ပို့ပြီးတော့ပုံစံတော့ရတယ်စမ်းငယ်ဘူးသမျှ Galaxy A series ထဲမှာလုံးဝလည်း smooth အဖြစ်ဆုံးလို့ပြောလို့ရတယ် smooth ဖြစ်တယ်ဆိုတော့ flash data လောက်တွက်လာလို့မေးကြရှိတယ်အဲ့ဒါတော့ မဟုတ်ဘူးဗျာမေးခွန်းကနည်းနည်းလေးမှားနေတာပေါ့ anyway flash တွေမှာပါလာတဲ့ number တော့ best face တို့ auto train ကျွန်တော်တို့နှိပ်လိုက်ပြီးဆိုရင် slow motion ချပြီးကြတာအဲ့ဒါအကုန်လုံးဒီဖုန်းမှာထည့်ပေးထားတာသဘောကျဆိုတော့ good lot ပေါ့နော်လက်ရှိ mirage phone တွေအားလုံးထဲမှာ flash နီးပါး customize လုပ်လို့ရတဲ့ phone Samsung ပဲရှိတယ် good lot ကိုအသုံးပြုပြီးတော့ချို့ချို့တော့ AI features ပါညာတော့ SUV တွေ exclusive ဖြစ်တယ်ဆိုတာကျွန်တော်တို့လက်မခံကြလဲလက်ခံရမှာပေါ့နော်ဈေးကလည်းတော်တော်ကြီးကိုဟာတယ် ဒါမဲ့ကျွန်တော်တရားပြောလို့ရတာ AC Wheels အနေနဲ့ဒီ level အထိရောက်လာတယ် update ကိုလည်း6နှစ်ထိပေးမယ်ဆိုရယ်ဂတိစကားတွေအဲ့ဒါတွေအကုန်လုံးက yeah shout out to Samsung Samsung ကိုလုံးဝချီးကျူးပါလိမ့်မယ်ဆိုတော့အားသာလေးနည်းနည်းပြောပြရဆိုတော့ကျွန်တော်တို့အားမရတဲ့ပြင်ဆင်ခြင်းနဲ့အချက်ကလေးတွေပြောမှာပေါ့နော်ပထမဦးဆုံး mention ရမှာတော့သူရဲ့ design ပဲ first impression တော့ကျွန်တော်တို့ဒီ camera design ကိုချီးကျူးခဲ့တယ်တကယ်ကြီးတဲ့ကျောအတွက် AC ဆိုတာ ASI အမွေကိုပဲစက်ခံလာရကနေပြီးဒီကောင်ကတော်တော်လေးကြောင်းသွားတာပေါ့နော်ဒါပေမဲ့သူ့ရဲ့ ဒီတီဆောက်တဲ့ပုံအရာပေါ့ဘယ်လိုပြောရမလဲကင်မရာဘန်းရဲ့အောက်ကချိုက်နေတာအဲ့တော့ဒီတိုင်းကြီးကင်မယ်ဆိုတော့အဲ့ဒါကိုဖုံနေခန်းတာဝင်တာဖုံမဟုတ်ဘူးဆိုရင်တော့ဗျာတကုတ်ကအများအားဝန်ဝင်နိုင်တယ်နောက်တစ်ချက်ကသူ့ရဲ့ frame glossy frame မဟုတ်ဘူး brush titanium ရဲ့ပုံစံလေးသွားထားတယ်ဒီတိုင်းဆိုရင်တော့ကျွန်တော်တို့လက်ရည်မြင်ချင်မှမြင်ရလိမ့်မယ်ဗျာဒါပေမဲ့တကယ်ကိုလက်စီထွက်တဲ့သူဆိုရင်တော့ဒီနေရာလေးမှာ glossy frame နီးပါးကိုညာလက်ရည်လေးထင်ပါပေါ့နော်အနောက်ကတော့ပြောမနေနဲ့မြင်ရတယ်လက်ရည် ဒီနေရာမှာနောက်တစ်ဘောကြရချက်ကသူ့ရဲ့ volume broker နဲ့ power button လေးအဲ့လိုလုံးလုံးလေးလုပ်ထားပါဗျာဆိုတော့ gain တော့ကောင်းနေတာ frame တစ်ခုလုံးအဲ့လိုမျိုးလုပ်လိုက်မယ်ဆိုရင်တော့လက်ထဲပို့ပြီးတော့ gain လို့ကောင်းမယ်လို့ထင်တယ်ဒါပေမဲ့လည်းဒီ phone က mirage ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Samsung မှာမဟုတ်ပဲကျွန်တော်ဆိုရင်လည်းနည်းနည်းလေးတစ်ထစ်တော့ short ရင် short မှာပဲ anyway သူထက်ဈေးများပါတယ်ဆိုရင် iPhone 16 e လို့ pixel 9a လို့အဲ့ကောင်တွေထက်တော့ကျွန်တော်ဒီကောင်လေးကိုပို့ပြီးတော့ကင်ရတာခုတ်မင်းနေပေါ့နော်ဟုတ်တယ် ကြောင့် haptic ကတော့ဘယ်လိုပြောမလဲတကယ်ကို haptic ပိုင်းနားလည်ပြီးတော့တကယ်ကို haptic ကိုသဘောကျကြရတဲ့သူတွေဆိုရင်ဒီ haptic ကလုံးဝအပြော့လိမ့်မယ် keyboard ကို haptic ဖွင့်ပြီးရတဲ့သူဆိုပို့ပြီးတော့တိတာမှာပေါ့နော်အရသာတိတ်ပြီးတော့ခံလို့မရအောင် fingerprint ကတော့ optical ဖြစ်တယ် 2D ဒီ level မှာတော့ကျော်ရရ ultrasonic ပိုင်းညာလည်းမမှန်ဘူးဒါပေမဲ့ကိုရီ ultrasonic ကလာလာဖြစ်တဲ့အတွက်ကြောင့်အဲ့ကောင်လေးနှိပ်ကြည့်ခါမှာနည်းနည်းလေးဘယ်လိုပြောမလဲ ကြသလားလို့ပေါ့နော်သူ speaker အစံရက်ကတော့သူ level လေးမှာမစိုးဘူးလို့ပဲပြောကြရအောင်ပေါ့နော်နောက်ချက်ကတော့ performance ပါဒီ Galaxy A56 မှာကြောက်ရက် confuse အဖြစ်ဆုံးပဲ Exynos 1500နဲ့မှ80 4 nanometer SoC ကိုတုံးထားတယ် daily usage အတွက်ကတော့လုံးဝအဆင်ပြေတဲ့ကောင်မျိုးလေးတော်တော်လက်လက်လေးရှိရယ် battery မှာပြောခဲ့သလို power efficient လည်း ဖြစ်တဲ့ချစ် power hungry အရင်မစားဘူးဒါပေမဲ့ heavy usage ဘက်လည်းရောက်ရောအတက်ကို heavy gamer မှုလည်းကိုယ်ကိုတွင်းလိုက်ရောလုံးဝ struggle လုပ်နေရတဲ့အပိုင်းတွေရုန်းကန်တဲ့အပိုင်းတွေကျွန်တော်တို့တွေ့တာပေါ့နော်နောက်ဒီဖုန်းနဲ့ game ဆော်မယ်ဆိုရင်ကျွန်တော်တို့နည်းနည်း setting လေးကလိတက်ဖို့လိုမယ်ဒီဖုန်းနဲ့ကျွန်တော်တို့ game နေဆိုတဲ့အချိန်မှာဘာကြောင့် performance တွေနိုင်နေရတာလဲလို့ကျွန်တော်တို့အဖြေရှာရင်ရှာရင်နဲ့သူ့ရဲ့ gaming booster လည်းရောက်သွားတယ်တခြား gaming mode တွေနဲ့မတူဘူး PUBG မှာဆိုပို့ပြီးတော့တည်တာတယ် CC frame per second ရှားဖို့ဆိုရင်ကျွန်တော်တို့က frame per second mode ကိုတွားပြီးတော့ on ရမှာဆိုတော့ကျွန်တော် graphic ကိုအသာပေးပါလား frame per second အသာပေးပါလားဒီခြားလေးရွေးပေးထားမယ်ဆိုရင် game store ရဲ့ experience ကဒီ Galaxy A56 ပေါ်မှာပို့ပြီးတော့ဆော့လို့ကောင်းတယ်ဆိုတော့ game store ရဲ့ reset ကတော့ဘယ်လိုပြောရမလဲဖုန်းခဏလေးနဲ့ပူတယ်ဒီ camera တဝိုင်းနဲ့ frame လေးနားမှာပို့ပြီးတော့ပူတာပေါ့နော်တောင်တိုင်အောင်အပြင်းပြေ game ဆော့မယ်ဆိုရင်တော့အဆင်ပြေတယ်တကယ်ကို heavy ဆော့မယ်ဆိုရင်တော့ကျွန်တော်တို့နှစ်ချက်လောက် အဲနှစ်ခေါက်လောက်ပြန်လှည့်ပြီးစဉ်းစားဖို့လိုလိမ့်မယ်။နောက်ဆုံးပြောဖို့ကြံတာဆိုကင်မရာလေးကြံမယ်။ဒီ AVP6 က normal user အတွက် ACC ချက်ချင်းအခုရိုက်အခုတင် social media ပေါ်ပါညာအဆင်ပြေတဲ့ device ပဲ။ကျွန်တော်တို့ Samsung ရဲ့ Galaxy S series တော့မမှန်တာဘူးလို့မယ်။ Anyway အဲ့ series ကြီးရဲ့ best face ပါလာတာကကျွန်တော်မျက်လုံးမိတယ်ဆိုရင်တော့အိုက်ကောင်လေးမျက်လုံးပွင့်သွားပြီဗျာ။ဆိုတော့အိုက်ကောင်တော်တော်အဆင်ပြေတယ်။ကိုယ်ပုံသိပြီးတော့မကြိုက်သေးဘူးဆိုရင် remaster လုပ်လို့ရတယ်။နောက်မှလူတွေပါညာပါနေရဆိုရင် object eraser နဲ့ဖြောက်လို့ရတယ်။အဲ့ဒီ features AI က iPhone တက်တာတယ်။ ကျွန်တော်ရှေ့က reese မှာပြောခဲ့သလိုပဲတခြားပုံတွေက color တွေကို default မှာ fader အနေနဲ့ပြန်ပြီးတော့တုံလို့ရတယ်ဗျာဆိုတော့ပုံတွေအကုန်လုံးမှာအဲ့ဒီအကောင်လေးထည့်လိုက်ပြီးကျွန်တော်အဲ့ color mood ကလုံးဝရသွားပြီအမိုင်းဆိုအမိုင်းလုံးဝလန်ထွက်နေမယ်ဆိုလည်းလန်ထွက်နေမယ်ပေါ့ကျွန်တော်ကိုရိုက်ထားတဲ့ view တွေအကုန်လုံးကိုနည်းနည်းခေါင်းစားနေရဆိုရင်အဲ့ဒီ auto trim နဲ့ထည့်ပြီးလဲဆိုတော့သူပြန်ပြီးလှုပ်ပေးလိမ့်မယ် i feel ဆိုကျွန်တော်သိပြီးတော့အားမပေးသေးဘူးလောလောဆယ် maybe နောက်တစ်ချိန်မှာတော့ဒီကောင်ပို့ပြီးတော့ကောင်းလာမယ် one in ဖို့ကောင်းတာကတော့ကျွန်တော်အခုပြောနေမယ်ဘေးကနေ noise ပါနေမယ်ဆိုရင်အဲ့ noise ကိုဖျောက်ပေးနိုင်တဲ့ ai audio eraser လေးမပါလာဘူး camera quality ကတော့နေပဲဆိုရင် forex audi a စစ်စစ်တကယ်ကိုဇုံးဆွဲကြည့်လို့ရတယ်ဘလို့ကြီးအတက်ကုန်တော့ပြန်ပြီးတော့ဖြည့်မကြည့်နဲ့ပေါ့နော် ultra wide ကလည်းမစိုးဘူး microphone ကတော့ head of mesh ပဲ50 50ပဲလို့လိုက်ဒီသူရဲ့ nitrography processing ကိုသဘောကျတယ်ညမှောင်နေဆိုရင်တော့မဒီကောင်ကလုံးဝလင်းထွက်သွားတာမဟုတ်ပြရသလားည vibe တွေနဲ့တော်တော်မိုက်တယ် porsche ကတော့ indoor မှာဆိုရင် twist လုံးဝမဆွဲပါနဲ့တိတ်ပြီးတော့ကြည့်လို့မကောင်းဘူး video 4K ကို30 frames per second အမြင့်ဆုံးထားပြီးတော့ camera အကုန်လုံးရိုက်လို့ရတယ် selfie camera အပါဝင် macro mode ထဲမှာတော့ 4K ကို30 frame per second နဲ့ရိုက်လို့တော့မရအောင်ဒီချိန်တော့ကြည့်လိုက်ပြီဆိုရင်တော့ Galaxy A56 ကငါတို့အတွက်ဟုတ်လားမဟုတ်လားဆိုတော့အားလုံးတက်တက်ကွက်ကွက်တော့မြင်လာပြီပေါ့နော်ဒါပေမဲ့လည်း verdict ဖြစ်တဲ့တို့ကြောင့်မို့ကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ချုပ်ပြပါမယ်ကျောလိုမျိုး reviewer တွေဒါမှမဟုတ်ဖုန်းเจ้าကိုအရန်လိုက်စားတဲ့သူတွေအဓိကတော့ hardware specs ကိုမြင်မှကြိုက်တယ်ဆိုရဲသူတွေကတော့တသက်ချိကြတယ်ဗျာမှတ်တာလည်းမှန်တော့မှန်ပါတယ်အဲဒါကြောင့်မို့ flash တွေ flash killer တွေ gaming တွေ ultra တွေအဲ့လိုမျိုး ထွက်လာတာပေါ့နော်အဲ့လိုပြောရလဲဖုန်းကင်မရပို့ပြီးတော့ရောင်းလို့ကောင်းတာပေါ့ဒါမဲ့လည်းကျွန်တော်တို့ဖုန်းကိုဒီလောက် performance အမြင့်ဆုံးမလိုတဲ့ user တွေရှိသေးတယ်ကျွန်တော်ပြောခဲ့သလိုမျိုးလူတန်းစားတွေအများကြီးရှိသေးတယ်ဗျာအဲ့လိုမျိုး user တွေအတွက်ဆိုရင်လည်း Galaxy A56 လို့ဖုန်းမျိုးကလုံးဝရှိကိုရှိတင်နေဗျာ software update 6နဲ့ support လုပ်မယ်ဆိုရဲမလုံးရှိမယ်ပြီးတော့117သူတို့အရှိရ flash တောင်မသုံးရသေးပဲဒီကောင်အရင်ဆုံးသုံးရတယ်ပြီးတော့ after service Samsung လောက်လက်ရှိချိန်မြန်မာတိုင်းနိုင်ငံလုံးမှာ runny after service ကောင်းကောင်းပေးနိုင်နိုင်ပြောမရှိပြအဲ့ channel လေသူတို့အေးစစ်စစ်ဖြစ်နေတော့မယ်ကျွန်တော်ကြုံဖြစ်ပါတယ်အားလုံးပဲ host ပါ